မြန်မာနိုင်ငံမှာ အချမ်းသာဆုံးတတိကဘသူလဲဥတီစာကမြန်မာနိုင်ငံမှာအချမ်းသာဆုံးသူတီလို့ပြောကြတယ်သူဥစ္စာဖြစ်စီကျွဲဝါမှုကအတော်လေးများပြတယ်ခင်ဗျာမင်္ဂလာပါသစ္စာချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှမျှဝေပေးတင်တာကတော့မြန်မာလူအတန်နဲ့မိတ်လို့ရှိရင်မြန်မာလူအတန်နဲ့ ပြန်ဖြေတဲ့ AI အသုံးပြုတဲ့နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက် Chrome browser တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးရင်တော့ဒီဘောနာက search bar ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် Google AI Studio လို့ဒီအပေါ်မှာရိုက်ထည့်လိုက်ပါ GOOGLE ကိုပဲပြီးရင်တော့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာအ Go to Google AI Studio ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်ဒီအကွက်လေးတွေကိုတစ်ချက်နှိပ်ထည့်ပေးလိုက်ပါမှန်ကြည့်လေးနှိပ်ပြီးသွားပြီဆိုရင်အနာက အဲအဆက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအင်းဒီနေရာရောက်လာရင်အဲဒီဘက်ကိုရွှေ့လိုက်မယ်အမ် live audio to audio download ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ကမြန်မာလိုအတန်နဲ့မြည်ရင်မြန်မာလိုအတန်နဲ့ကျွန်တော်တို့ကိုပြန်လည်ပြီးတော့ဖြည့်ကြအောင်ပြုလုပ်ဖို့အတွက်ဒီ DAP ထော့ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ် ပြီးရင်ဒီနေရာလေးကိုတစ်ချက်နှိမ့်မယ်ဘလို့ပေါ်လာရင်ဘလို့ပေါ်လာလို့ရှိရင်မိရှိတို့ရဲ့ Chrome browser ကိုအတိတ်ပါရှင်တင်ပြဖို့လိုအပ်ပါတယ်ကျွန်တော် Chrome browser ကိုအတိတ်ပြင်မယ်ဆိုရင် Play Store ကိုသွားမယ်။သွားပြီး Play Store မှာသွားပြီးတော့ Chrome browser လို့ရိုက်ပြီးတော့ Chrome browser ကိုအတိတ်လုပ်လိုက်ပါ။အတိတ်လုပ်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ Chrome browser ကိုလက်နဲ့ကြကြလေးဖိထားလိုက်ပါ။ ြီးရင်ဒီနေရာလေးကိုနှိပ်လိုက်ပါပြီးရင်ကျော်တော့ဒီပမ်ပီရှင်ဆွဲနေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျော်တော့ဒီမှာမိုက်ခရိုဖုန်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီအလောင်း only why using the excellent နေရာကိုတစ်ချက်နှိပ်မယ်ပြီးရင်ပေါ်ကများလေးနှိပ်ပြီးပြန်ထွက်မယ်ပြီးရင်ဒီအောင်နာက music and audio ဆိုတဲ့နေရာတစ်ချက်နှိပ်မယ်ပြီးရင်အလောင်းလောက်ပြန် ပြီးရင်ပေါ်မြားလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်။ဒါဆိုရည်ပေါ့နော်။ပြီးရင်ကျတို့ဒီ Chrome browser တဲ့ကို ကျတို့စောစောကဝင်ခဲ့တဲ့အတိုင်းပြန်ဝင်မယ်။ဝင်ပြီးရင်ဒီ DAG Tor ဆိုတဲ့နေရာကိုနှိပ်မယ်။ဒီအောင်နာမှာဒီလူမျိုးလေးပေါ့နော်အပြာရောင်အကွက်လေးနဲ့ပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စတင်ပြီးတော့ AI ကိုကုမေးချင်တာဒီအတန်နဲ့မေးလို့ရပြီဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေတို့ကစကားပြောတော့မယ်ဆိုလို့ရှိရင်ဒီမိုက်ပုံလေးကိုနှိပ်လိုက်ပါ။မိုက်ပုံလေးကိုနှိပ်လိုက်လို့အပြာရောင်အကွက်လေးပေါ်လာပြီဆိုရင်တော့စတင်ပြီးတော့စကားပြောလို့ရပါပြီ။တကယ်လို့မိတ်ဆွေတို့ကမပြောတော့ဘူးဆိုရင်တော့ဒီမိုက်ပုံလေးကိုပဲပြန်နှိပ်လိုက်ပါ။ဒါဆိုရင် အပြာရောင်အကွက်လေးပျောက်သွားပြီးတော့ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်။ကျွန်တော်စတင်ပြီးတော့ AI ကို မြမလိုအတန်နဲ့ဆက်ပြီးတော့မေးပြမယ်နော်မြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကဘယ်သူလဲဦးတည်စားအောင်အချမ်းသာဆုံးတတိလို့ပြောကြတယ်သူ့ဥစ္စာပစ္စည်းကျွဲဝမှုကအတော်လေးများပြတယ်ခင်ဗျာအဲဒါတော့ AI ကနေပြီးတော့ကျွန်တော်တို့ ဖြစ်ပြီးသားတဲ့အဖြစ်လေးပေါ့နော်ဒီအတန်ဖန်ကတော့ကျွန်တော်ကတော့ငါမေးရတဲ့အဲမေးခွန်းလေးပဲဖြစ်ပါတယ်ဒီဟာလေးကိုကျွန်တော်ပြန်ဖွင့်ပြမယ်နော်မြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကဘယ်သူလဲမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကဘယ်သူလဲ ။ဦးတီစာကမြန်မာနိုင်ငံမှာအချမ်းသာဆုံးသူထီလို့ပြောကြတယ်။သူ့ဥစ္စာဖြစ်စီကြွယ်ဝမှုကအတော်လေးများပြတယ်ခမ ्या ။အဲမိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေတို့မေးခြင်းနဲ့အကြောင်းအရာကိုဒီမိုက်ပုံးလေးကိုနှိပ်ပြီးတော့အခုလိုမျိုးမေးနိုင်ပါတယ်။တကယ်လို့မိတ်ဆွေတို့ကဒီအတန်ဖိုင်တွေကို ဖုန်းထဲကို download လုပ်ပြီးတော့ထည့်တင်နေဆိုရင်ဒီအဆက်လေး30ကိုနှိပ်ပါပြီးရင်ဒီ download ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အဲဒီဘလေးပေါ်လာပြီဆိုရင် download အကန်းဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒါဆိုရင် တော့ဖုန်းထဲကို download လုပ်လို့ပြီးပြီဖြစ်ပါတယ်ဒီနေရာမှာကိုယ့်ရဲ့အသံဖိုင်ရောပေါ့နော်အဲ AI ကနေပြီးတော့ကျွန်တော်တို့ပြန်ဖြည့်ထားတဲ့အဖြေရောကျွန်တော်တို့ download ဆွဲပြီးတော့ဖုန်းထဲမှာအသုံးပြုနိုင်ပါတယ် ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဒီနည်းပညာလေးကိုပြုလုပ်တတ်လိုက်မယ်လို့ယုံကြည်ပါတယ်။တကယ်လို့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့နားမလည်တာများရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုဖန်ရဲ့အောင်နာက comment box လေးမှာမိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာတွေကို ရေးပြီးတော့မေးနိုင်ပါတယ်။ကျွန်တော်အားရင်အားသလိုဖြစ်ပြီးမှဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှာတော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါ။